မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတကဖတ်ပြမယ်ဝိတုတူကတော့အငိးစားထောင်းရာရှိတူရေးသားထားတဲ့ဂါရတော်များဂုံကျေးဇူးဆိုတဲ့ဝိတုတူပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစီးကြီးဖြစ်တော့ကျွန်တော်တို့ဟင်္သာရမျိုးတွေနေလို့မရတော့ပါအင်္ဂလိပ်တွေမပြေခင်ဂျပန်တွေကနေစဉ်လို့ဟင်္သာရကိုပုံကျဲပါသည်အင်္ဂလိပ်တွေပြီးတော့ဂျပန်တွေဝင်လာပါသည်ဒီတော့အင်္ဂလိပ်တွေကနေစဉ်လိုဘုံကျဲပြန်ပါသည် ။အေယာဝတီမီယိုတခြားလေရင်ပြတ်နှစ်စင်းနှင့်မိမြင်သမျှကိုဒရက်ဆက်တတ်နှက်ဖြင့်ပစ်ပါသည်။နေ့အခါဟင်္ဒရမြေကန်းသားသည် အလွန်ခြောက်သွေ့ပြီးအတော်အလာအယောင်ဝယ်များမရှိပါ။ဒေသမန်များတင်ပေါ်များညအခါမှသွားကြလာကြရပါသည်။ဟင်္ဒရမျိုးသည် အင်္ဂလိပ်ကဘုံကျဲလိုက်ဂျပန်ကဘုံကျဲလိုက်နှင့်စစ်စစ်ညံ့ညံ့ကျနေပါပြီ။မျိုးလေကအဆောက်အုံတွေဆိုမီးလောင်ကုန်လို့ပြာပုံဖြစ်နေပါပြီ။ဟင်္ဒရာမျိုးရဲ့ရုပ်ရှင်ယုံတွေဆိုဘုံတန်းကြောင့ ပျက်စီးကုန်ပါပြီ။ရုံးတွေကြောင်းတွေလည်းဘုံတံကမလွတ်ပါ။ဟင်းသရမမနေရကြတော့ပါ။ကျွန်တော်ဤဖခင်ဖြစ်သူမှာဇလွန်သားဖြစ်ပါသည်။ကျွန်တော်တို့မိသားစုအားလုံးစစ်ပြေးဘဝဖြင့်1942ခုနှစ်လောက်ကဇလွန်ကို ရောက်သွားကြပါသည်။ဇလွန်မြို့တွင်ကျွန်တော်တို့လိုစစ်ပြေးဒုက္ခတွေတွေအများကြီးတွေ့ပါသည်။ကျွန်တော်တို့ဒုတိယကမ္ဘာစစ်အတွင်းကဇလွန်မြို့တွင်၄-၅နှစ်နေခဲ့ကြရပါသည်။ဂျပန်ရောအင်္ဂလိပ်ရောဇလွန်မြို့ကိုဘုံမကျဲကြပါဘူး။ ။အင်္ဂလိပ်လေးရင်နှစ်စင်းကတော့မိုးလင်းတာနဲ့ရောက်လာပြီးမင်းရိုးတလျှောက်မင်းမြင်သမျှအလုံးမပေးဒရဇက်ဆက်တနက်ဖြင့်ပြည့်နေပါသည်။ကျွန်တော်အဖေဒီကုန်းတယ်မျိုးရိုးမှလာတော့လေအစိုးရအမှုတန်းလောက်ရမှစစ်ဖြစ်တော့မိသားစုစားဝတ်နေရေးအတွက်ကုန်းတယ်အလုပ်ကိုပြန်လုပ်ရပါသည်။ဂျပန်ခေတ်ကအောက်ရမှစံများကိုစံအိတ်200ပါ300ပါလှေကြီးများဖြင့်အညာအထက်သို့တိုက်၍ရောင်းကြပါသည် တခါတက်လျင်တလကျော်နှလားနီးပါးကြပါသည်ပခုတ်ကူရင်စကြိုမြစ်ချေအထိတက်ရပါသည်ဒါမှဈေးကောင်းရပါသည် စေအတွင်းကကျွန်တော်အဖေသည်ဇလုံးမဆန်အိတ်300ပါ900ပါလှေကြီးများဖြင့်စွန့်စွန့်ဆဆာ3လေးကောက်တက်ခဲ့ပါသည်ကျွန်တော်အဖေသည်ငယ်စဉ်ကပင်ဗုဒ္ဓဘာသာဖြစ်သည့်အလျောက်ဘာသာတရားကိုအလွန်ယုံကြည်ခိုင်းဆိုင်ပါသည်ဘယေကြီး17တုပ်ကိုအလွတ်ရပါသည်ဘုရားကုံတော်ဂါထာတော်များကိုလည်းရပါသည်လေစထွက်ကြဲကတက်တက်လွတ်စားပါသည် လေဦးတွင်ထိုင်၍ဂုံတော်များရွတ်ပါသည်အထုသဖြင့်ဇလုံးပြည်တော်ပြန်ဖျားကာထာတော်ဖြစ်သည့်စမခန်ကာထာကိုမပြတ်ရွတ်ပါသည်ဂျပန်ခေတ်ကအညာဆန်လေများမှာယခုလိုဆက်တက်လေများမဟုတ်ပါ လေကိုအာကိုပြီးလေလာသည့်အခါရွက်လွန့်၍တွေ့ရပါသည်အင်္ဂလိပ်လေ20ကနေ့အခါအေယာရီမြစ်အတွင်းမြင်းမြင်းသမ ्या ကိုအစုံအစံဒရက်ဆက်ပြစ်ခတ်နေပါသည်ကျွဲညီနာဟုခေါ်ပါသည် ကျွန်တော်ဘေက လေးလာသည့်အတွက်လေတကြီးကိုပြောပါသည်လေးလာတော့ကျွန်တော်တို့လှေထွက်ရအောင်ဟုပြောပါသည်လေတကြီးကမထွက်ရပါဘယ်လေးမှမထွက်ရကြပါသေတွေအတော်များများဘေးကင်ရာကန်းဆက်တွင်ပုန်းနေကြရပါသည်ကျွန်တော်ဘေကလေးလာတော့မထွက်လျင်အညာကိုရောက်တော့မှာမဟုတ်ဘူးညဘက်မှထွက်တော့လေးကားမရှိလေကိုကုန်းပေါ်မှလေသမားနှစ်ယောက်ကကျိုးပြင်ဆွဲရပါသည်ကျန်လေသမားများကထိုးဝါးဖြင့်လေကိုကူထိုးပေးရပါသည် ။နေရင်ကြောက်၍ညဘက်ထွက်လျင်ခီးမပေါက်ပါ။လေသမားများလည်းအလွန်ပေးမန်းကြရသည်။ကျွန်တော်အဖေကလေလာတော့လေထွက်ခြင်းသည်လေတကြီးကလက်မခံပါ။လေတကြီးမှာဇလုံကစပြီးလေထွက်လာကလေးကညနေတိုင်းသူ့တို့ဘက်လေထိုးသားများနဲ့အရက်တောက်ပြီးမူးနေကြပါသည်။ကျွန်တော်အဖေကလေတကြီးကိုကောင်းကောင်းမွန်မွန်တောင်းတပမာဖြင့်ပြောသည့်အတွက်လေတကြီးကသဘောတူပြီးလှေထွက်ခဲ့ကြပါသည်။ထိန်သောမိုးညွန်သားရောက်သည့်အခါငရင်မြန်တန်ကြသည်ဖြင့်လေတကြီးနှင့်လှေထိုးသားများအားလုံး လေပေါ်မှရေထဲခုံဆင်းကြပါသည် ကျွန်တော်အဖေမှာရေကူးတတ်သူမဟုတ်သဖြင့်ရေထဲခုံမဆင်းတော့ပဲလေဦးရင်ထိုင်ကဂုံတော်များဒရဏပရိတ်တော်သံဗုဒ္ဓေဂါထာတော်ဇလုံးပြည်တော်ပြန်စမကံဂါထာတော်များကိုမပြတ်ရွတ်ပတ်နေပါသည်လေလာတို့ထွက်သည့်လေများမှာအားလုံး၃ဆင်းဖြစ်ပါသည်။စံအိတ်300ပါ၊900ပါ၊လေကြီးများဖြစ်ပါသည်။ကျွန်တော်၏အဖေလေက အလေကကြဲလေးနှစ်စီးကအရှိကတစီအနောက်ကတစီ ကျွဲညီနောင်လို့ခေါ်တဲ့အင်္ဂလိပ်လေယာဉ်နှစင်းဟာကျွန်တော်တို့အပေလေအပါအဝင်အခြားလေတစီးကိုရက်ဆက်အသွားပြန်လေများမနေမချင်းပြစ်ပါသည်ဂျင်းနဲ့လောက်အောင်ပြစ်ခတ်ပြီးမှအဲ့ဒီကျွဲညီနောင်လေယာဉ်နှစင်းဟာပြန်သွားပါတော့သည်ကျွန်တော်အပေလေကတော့ဘာမှမဖြစ်ပါဂျီတတောင်းတောင်မထီပါလေဥမာထိုင်ပြီးဂုံတော်တွေရွတ်ဖက်လာတဲ့ကျွန်တော်အပေလေဘာမှမဖြစ်ပါကြံလေနှစီးကတော့ဆန်အပြည့်ဖြင့်နေသွားပါသည် လေသားချိုလဲစသနက်မှန်ကြပါသည် လေရင်နှစ်စေးပြန်သွားတော့လေတကြီးနဲ့လေထိုးသားများလေပေါ်ပြန်တက်လာကြပြီးလေလဲဘာမှမဖြစ်လူတွေလဲဘာမှမဖြစ်လေဦးမှာငုံတုတ်ထိုင်ပြီးဂုံတော်တွေရွတ်နေတဲ့ကျွန်တော်အဖေလဲဘာမှမဖြစ်အန်ဒီရဲ့ကင်းဘေးရှင်းတာတွေ့တော့လေတကြီးနဲ့လေထိုးသားတွေကအလွန်အံ့ဩပြီးအဖေကိုမေးကြသည်လေထိုးသားတွေကကျွန်တော်တို့လေဘာမှမဖြစ်တာဘေးကင်းတာကျွန်တော်အဖေကြောက်ဆိုပြီးလေတကြီးနဲ့လေထိုးသားတွေဝိုင်းထိုင်ပြီးကြောက်ကြသည်သူတို့အားလုံးလဲဂုံတော်တွေကြောက် ယရနာ၃ပါးကျေးဇူးကြောင့်ဆိုတာသိသွားကြသည်အဲ့ဒီအချိန်ကစပြီးလေတကြီးနဲ့လေထိုးသားတွေကအရေးမတောက်ကြတော့ဘူးကျွန်တော်အဖေကသူတို့အားလုံးကိုတန်ဖုတ်တွေကားနဲ့ဇလုံးပြီတော်ပြန်ကားထားတွေအလွတ်ရတဲ့အထိသင်ပေးတာသူတို့အားလုံးကားထားတွေအလွတ်ရပြီးမပြတ်ရွတ်ဖတ်နေကြပါတော့တယ်ဗျာဗုဒ္ဓရဲ့ဂုဏ်တော်တွေကားထားတော်တွေကျေးဇူးကြောင့်ကျွန်တော်အဖေနဲ့လေထိုးသားအားလုံးအန်နီယကင်းဘေးရှင်ပြီးအညာပခုတ်ကူရေတကြိုးမြစ်ချီအထိစောချောမောမောရောက်သွားကြပါသည် ပါသွားသည့်စံနေလဲဈေးကောင်းကောင်းနဲ့ရောက်ရပြီးဒေမတိယံမခါပဲဇလုံးကိုပြန်ရောက်ခဲ့ကြပါသည်ကျွန်တော်အဖေရဲ့တကယ့်ကိုတွေ့အဖြစ်မှန်ပါယန္နာ၃ပါးဂုံကျေးစုတွေကာထာတော်တွေဟာဘလောက်တကိုးထက်မြက်တယ်လဲဆိုရင်ပြောရမှာအများကြီးပဲအဲ့ဒီအချိန်တုန်းကအေယာဝတီမြေကျောတလျှောက်မှာလေနဲ့သွာလာပြီးလောက်ကိုင်းစားတောက်ကြရသည်မှာအန်ဒီအလွန်ကြည်ပါသည်စက်တနတ်နဲ့ဒရက်ဆက်နေ့စဉ်လိုလိုပြစ်နေတဲ့ကျွဲညီနောင်ဆိုတဲ့အင်္ဂလိပ်စစ်ရေးရေးနှစ်စင်းကိုလည်း ကြောက်ရဓမြကိုလည်းကြောက်ရပါသည်လင်းရင်ကပြစ်တာတိရင်တိမတိရင်ဓမြတိုက်တာခံရတယ်ကျွန်တော်အဖေလိုပဲအညာကိုစံတက်ရောက်ပြီးပြန်လာတဲ့လေဟာစံရောက်ရငွေတွေပိုက်ပြီးနှလုံးထဲမှာကြီးတဲ့ဓမြပေါ်တဲ့ညောင်လုံးမျိုးနဲ့ပရန်တက်တိဆိုတဲ့ရွာကိုရောက်လာတယ်အဲ့ဒီမြေကမ်းရိုးတလျှောက်ကရွာတွေဟာဓမြရွာတွေပဲဓမြထွက်မတိုက်တဲ့ရွာမရှိ စာဆိုလေးတောင်ရှိသေးသည်ပရန်တက်တိအကြောင်းမပြည့်နဲ့ပြစ်တာပြစ်လေမအိတ်လေနဲ့ ဓမြတွေတိုက်အားကြီးလို့တတိပေးတဲ့စာပဲဖြစ်ပါသည်အဲ့ဒီလေဟာတလန်းလုံးဝေးရန်ရဲ့ကင်းနဲ့စုံစင်းလာခဲ့ပါသည်ရောင်တော့နေတဲ့ရောက်တော့အခါဓမြတွေက နောက်ကနေလှီနေလိုက်လာပါသည်မိုးချုပ်တဲ့အခါမှာတော့အဲ့ဒီလေဟာကြောင်ကြကြအန်ရဲ့ကင်းမယ်လို့တင်းတဲ့နေရာမှာစိုက်ပြီးညအိတ်ကြပါသည်နောက်အခါလိုက်လာတဲ့ဓမြအဖွဲလေးကအဲ့ဒီလေးစိုက်တဲ့နေရာကိုမှတ်ပြီးပြန်သွားကြတယ်။ညတော့မိုးချုပ်တော့ဓမြတွေရောက်လာကြတယ်။လေးကိုမတွေ့တော့ဘူး။ တို့နေရအမှန်မှားတယ်ထင်ပြီးတညာလုံးမြေယိုးတလျှောက်ရှာတယ်မတွေ့ဘူးမနက်မိုးလင်းတော့ဓမြတွေကအဲ့ဒီနေရာမှာသွားကြည့်တယ်လေဟာမနေ့ကတို့မှတ်တဲ့နေရာမှာဒီတိုင်းတွေ့ကြတယ်ဓမြတွေကတို့အမှန်မှားလို့ပဲဆိုပြီးအဲ့ဒီလေနောက်ကလိုက်ကြပြန်တယ်မိုးချုပ်တော့အဲ့ဒီလေဟာရွာနဲ့နီးနီးမှာကပ်ပြီးညာကြီးကြပြန်တယ်ဓမြတွေလည်းနေရာသေးချာမှတ်ပြီးညကြတော့ဓမြတိုက်ဖို့လာကြပြန်တယ်ဟိုနေ့ကလိုပဲလေကိုရှာမတွေ့ကြဘူးမနက်မိုးလင်းအဲ့ဒီနေရာကိုဓမြတွေသွားကြည့်တဲ့အခါမှာလဲတခါတွေ့ရပြန်တယ် နေ့ကနေရာမှာပဲကတ်ထားကြပြန်တယ်။ဒီတော့ဓမြတွေကအလှေပေါ်တက်ပြီးလေတကြီးကိုအကျိုးအကြောင်းပြောပြတယ်။ကျွန်တော်တို့ခမားတို့လှေကိုဓမြတိုက်ဖို့ကြံတာ၃လေးကပဲလှေကိုရှာမတွေ့ဘူး။ပျောက်နေတယ်။ဘာဆောင်တွေရှိလဲ။တခုတော့တခုကိုပဲတမန်တော်ကနတ်ကောင်းဓမြတွေစောင့်ရှောက်တာဖြစ်မှာပဲလို့မေးတယ်။လေတကြီးကကျွန်တော်ကတော့တခြားဘာအဆောင်မှတော့မရှိပါဘူး။မွေးကလေးကမိဘတွေတင်ပေးတဲ့ဖရာဂုံတော်တရားဂုံတော်တွေကိုအမြဲရွတ်ဖက်ပါတယ်။ဒီဂုံတော်တွေကြောင့်ဖြစ်မှာပါလို့ရှင်းပြခဲ့တယ်။ ဓမြတွေကအဲ့ဒီလေသကြီးကိုထိုင်းကြောကြတယ်ကျွန်တော်တို့သူတော်ကောင်းကိုပြစ်မှားမိတယ်မကောင်းကြံစီမိတယ်ခွင့်လွတ်ပါလို့တောင်းပန်ကြတယ်လေသကြီးယုံယုံကြည်ကြည်နဲ့မပြတ်ရွတ်ဖတ်နေတဲ့ဂါထာကတော့ဇလုံးပြီတော်ပြန်ဂါထာတော်ဖြစ်ပြီးတော့စမကန်ဂါထာတော်ဖြစ်ပါတယ်စမကန်ဂါထာတော်ကတော့ ETP ပိရကတယံအနိစ္စံဒုက္ခအနတ္တံတတ္တပုဇင်ကောအထင်ကြီးကော မကော စတုပဋ္ဌာနံ တံပတ္တအိန်နောတဟတသူရိယောအောင်းနမောမေတ္တာနဲ့ရာဇဘယံသောရဘယံဥရကဘယံအဂိဘယံတတဘယံတပဘယံဇီယောဇီယတုမင်္ဂလံအနိစ္စံသင်္ခတံပရိစ္ဆသမုတ်ပန်နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံနိရောဓဓမ္မံခမတိ ဇလုံးပြည်တော်ပြန်ဖရာကြီးစမကန်ဂါထာတော်ကြီးကိုနေညမပြတ်ရုပ်ပတ်တရစေပါမူယဟတုဘေးရန်မှန်သမျှအမှန်ကင်း၍လိုအပ်သောအကျိုးအမျိုးမျိုးပြည့်စုံနိုင်သည်ဒုတိယကမ္ဘာစစ်အတွင်းကဤပြည်တော်ပြန်ဂါထာတော်ကိုရုပ်ဖတ်ကြသဖြင့်ဘုံဘေးစသနတ်ဘေးမိဘေးဓမြဘေးရန်သူမျိုး၅ပါးဘေးမှကင်းလွတ်သူအများအများရှိခဲ့ပါသည်ရုံရုံကြည်ကြည်လေးလေးဆဆရုပ်ဖတ်တရစေပူဇော်ကြပါရန်တိုက်တွန်းအပ်ပါသည်ဇလုံးပြည်တော်ပြန်ဖရာသမိုင်းမှာမြတ်စွာဘုရားသခင်သည် သာသနာအတွင်းရှိစွာစီပင်ထုံးကားလက်တန့်သည်ကိုမြင်တော်မူသည်ဖြင့်ဤတော်အာနန္ဒာနှင့်တကွယဟန္တာ900ချင်ရန်တော်မူ၍မဟာတက္ကရေ133ခုနှင့်ကစုံလာပြီအင်္ဂါနေ့မနေ့တစ်ချက်တီးကြော်အချိန်တွင်ရခပူရာတိုင်းဒညဝရီရခိုင်ပြည်ကြီးသို့ကြွတော်မူလာလေသည်ဒညဝရီရခိုင်ပြည့်ရှင်ပယံဇန္နသူရိယမင်းကလည်းယရနာတိချဲလှဲသော ရွှေချောင်းတော်ကြီးကိုဆောက်လို့ကူးကြော်မူလေသည်ထိုရွှေချောင်းတော်ကြီးအာဝတ္တ၌ ရာပထ၄ပေါ်ဖြင့်မြတ်တတော်မူလျက်ဇန္နာတူရိယမင်းစတော်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားနေ့စဉ်တရားရည်အေးအမြိုက်စေတိုက်ကြွေးဆုံးမတော်မူလေလျှင်ညစွာသောပရိသတ်တို့သည်မိုးကျွဆဝွန်ကဲ့သို့အမြဲနှိမ့်ဆက်သောတန်တရားဘေးကိုလုံးမြောက်နိုင်သောသောတာပန်တဂရကံအနာကံစသည်တို့တည်ကြလေသည်ညစွာဘုရားသခင်သည်ဓညဝရီရခိုင်ပြီးမှပြန်လည်မကြွချင်မီမန္တလေးမြို့မဟာမြတ်မုနိအပါဝင်ဂျေစင်းတို့၄စုကို လူနဲ့မြမအားလုံးပူဇော်နိုင်ရန်သုံးလောင်းခဲ့ပါသည်ပထမသုံးလောင်းသောဘုရားသည်မဟာမြတ်မူနီဒုတိယရှင်ကျော်မူနီတတိယရွှေဘုံသာမူနီစရုဋ္ဌမန်းအောင်မြင်မူနီဇလုံးပြည်တော်ပြန်ဘုရားလေးစုတို့ပြစ်ခဲ့ကြပါသည်မန်းအောင်မြင်ဇလုံးပြည်တော်ပြန်ဘုရားသည်မန္တလေးမဟာမြတ်မူနီ၏လက်ရတော်ရန်ဖြစ်သည်အလေးချိန်မှာ606ပိတ်သားနှင့်6ကျက်သားဖြစ်ကြောင်းသိရသည်တက္ကရ1146ခုနှင့်ပြာတူလတွင် အမရပူရရွှေနိုင်ရှင်ဘိုးတော်ဖရာကြီးတားတော်အိမ်ရှင်မင်းသားဒညဝရီရခိုင်ပြည်သို့ချီတက်သိမ့်ပိုက်တော်မူပြီးလင်တောင်140ကျုပ်နှင့်တပေါင်းလာတွင်မဟာမြတ်မုဏိမြတ်စွာဘုရားနှင့်တကွာလက်ရာယံမန်းအောင်မြင်ဇလုံးပြည်တော်ပြန်ဖရာလက်ဝဲယံရွှေဘုံသားမုဏိပေါင်မုဏိသုံးစုကိုတောင်ကုတ်ဗရောင်းလန်းဖြင့်ပင့်ဆောင်လာခဲ့သည်ထိုမှတစဉ်ပြည်မြို့သို့ရောက်တော်မူပြီး၎င်းမှာစံတက်တော်မူကအမရပူရမြို့တော်သို့စိုက်ရောက်တော်မူလေသည် င်းတော်မင်းနဲ့ညီတော်ကနောင်မင်းတို့သည်နန်းတော်ဦးမှတင်၍ကိုးကွယ်တော်ကြောင်းမန်အောင်မင်းအမိပြောက်၍နန်းတော်ဦးမြတ်စွာဘုရားဟုအမိတွင်တော်မူသည်အလုံးစုတောင်းပြေတော်ကြောင်းစုတောင်းပြေမြတ်စွာဘုရားဟုလည်းအမိတွင်တော်မူသည်နိုင်ငံတော်ကိုပုံကန်ချားနိုင်မည်စိုးရိမ်တော်ကြောင်းတားတော်များနှင့်မင်းကြီးမင်းသားမူးမှန်များမဖူးရဟုတားမြစ်တော်မူသည်တက္ကရ1214ခုနှစ်ပြာသူလတွင်ဗကံမင်းသည်အင်္ဂလိပ်တို့နှင့်ဒုတိယကျင်းစစ်ပွဲဖြစ်ပွားတဲ့ကာလတွင် မင်းတို့မင်းနဲ့ကနောင်မင်းတို့ကရွှေဘူကိုအောင်မြင်နေပြီလေစစ်တီတော်များစုယုံကနောင်တော်ပကံမင်းကိုပုံကံတိုက်ခိုက်ကြသဖြင့်နိုင်ငံတော်အရေးတီများစွာတုံ့လှုပ်ချောက်ချားလျက်ရှိသည်ဇလုံမျိုးသားအတွင်းဝင်သရိုးမင်းကြီးမဟာမင်းလာနော်ရထာကမျိုးတကြီးအရာ၌ခံထားတော်မူသောဥရွှေပွင့်သည်ဇလုံမျိုးတဲကဗန္နာတော်များကိုအမရပူရရွှေမျိုးတော်ကြီးတို့တွားရောက်၍အတွင်းဝင်သရိုးမင်းကြီးထံဆက်တရသည်အမရပူရမင်းနေပြည်တော်သို့ရောက်စဉ်ဇလုံမျိုးတကြီးဥရွှေပွင့်သည် ငါတို့မိတင်းနေထိုင်ရာဖြစ်သောဇလုံးမြို့၌မြို့သူမြို့သားယဟန်ရှင်လူအပေါင်းတို့အမေကိုကိုယ်စီကပ်ပူဇော်နိုင်ကြရန်ဂျေဆင်းတို့တော်ကြီးတစုကိုအမရပူရနေပြီးတော့သူတွားရောက်သုံးလောင်းပါမူကောင်းလေစွာတကားဟုအကြံပြု၍မြို့သူမြို့သားယဟန်ရှင်လူအပေါင်းတို့နှင့်စည်းဝေးတိုင်ပင်ကြရာအားလုံးသဘောတူညီညွတ်ကြကုန်၏ထိုအခါဦးရွှေပွင့်သည်ဗကမင်းတရားကြီးထံရှောက်ထားရာအမိန်တော်ရလေလျင်ရွှေငွေကြေစသည်တို့ကိုများစွာစုဆောင်းလေတော်သည် ိုးမိမျိုးဖများနဲ့ရဟန်းရှင်လူများအားလုံးကလည်းကုသပါဝင်ကြကုန်သည်တက်ကရက်1214ခုနှစ်ပြာသူလာပြည့်ကျော်တရက်နေ့တွင်ဥရွှေပွင့်သည်အချိန်ပိတ်တာ1500မြောက်လောက်ရှိသောကျွေငွေကျေရတနာအမျက်တို့ကိုတပေါင်းနဲ့စုဆောင်၍မိမိတပည့်အပေါင်းအသင်းများနဲ့တကွာတင့်တယ်ခမ်းနာသောရန်ပွင့်ကောမင်္ဂလာလှေတော်ကြီးဖြင့်အေရီမြစ်ကိုစံတက်ကြရာ တဘူရဲလာဇန်နှစ်ရက်နေတွင်အမရပူရရွှေမြို့တော်ကြီးသို့စိုက်ရောက်လေလျင်ဂောဝင်စိတ်၌စိုက်ကပ်ပြီးနောက်တစ်နေ့တွင်မဲတော်မီဘီယာကြီးထံသွားရောက်အစီရင်ခံတော်မူသည်မီဘီယာကြီးက မောင်းတော်မောင်းရွှေပွင့်ဖျားသွုံးလုပ်သည်ရှိသောညံတော်အပေမြလောက်ထား၍အဘဲပုံတရံတော်ကိုသွုံးလုပ်ပါမည်နည်းဟုမေးတော်မူ၏ဥရွှေပွင့်ကယခုသွုံးလုပ်ပြီဖျားပုံတရံမှာညံတော်ဦးမြတ်စွာဘုရား၏ပုံတရံအတိုင်းဖြစ်၍ညံတော်မှာတမိုက်ခန့်ကြီး၍သွုံးလုပ်ပါမည်ဟုလျှောက်ထားရာမီဘီယာကြီးက ဂျေစီတို့ပညာသည်မမောင်လက်စိုးသူအားခေါ်၍အနှံပေးလိုက်သည်ဒီနေ့တွင်မိဖုရားကြီးကမိန်တော်ရှိသည်မှာပေါင်ရွှေပွင့်အောက်ရက်ဒေတာများမှာအင်္ဂလိပ်တို့ကမုတ်တမပတ်သိမ်းရန်ကုန်များကိုတိုက်ခိုက်သိမ်းယူနေသည်ဖြင့်ရဲစွာတုံးလုံးခြောက်ခြားလျက်မိမိတို့ရဲရွာများကိုစွန့်ပစ်သွားကြသည်ဇလုံးမျိုးတို့ပြန်၍မိမိမျိုးရွာမှာကောင်းမွန်ငြိမ်ဝတ်ပီပြားမှုရှိအောင်အုပ်ချုပ်နေထိုင်မှသိတော်လိမ့်မည်ဟုပြောဆိုလေသည်ဒေဂါဥရွှေပွင့်က ။ဓမ္မတော်ဖေဟာကျွန်တော်မျိုးဒီမြတ်စွာဘုရားမပါအချီနီလက်ကြီးပလာပြန်ရပါမူမျက်နှာပန်းမလားအပြန်ရကြက်ပါတော့မည်။ဒန်တော်ဦးမြတ်စွာဘုရားကိုဇလုံးမျိုးသူမျိုးသားအပေါင်းတို့ကြီးညိုဖူးမြင်ကြရအောင်ခိတ္တပင့်ဆောင်သွားပါရစေ။အမတော်ထံမှအမတော်ရောက်သောအခါကျွန်တော်မျိုးများသုံးလုံးနေသောဘုရားကိုလည်းပင့်ရန်ဒန်တော်ဦးဘုရားကိုလည်းပို့ရန်လာပါမည်အကြောင်းရှောက်ထားတန်တော်ဦးတင်လေသည်။သူစကားကိုမိဖုရားကြီးနှစ်သက်သဘောကြတော်မူလေသည်။ဥရှေပွင့်သည် မေတော်ကြီးထံမှခွင့်ရတော်မူလေလျှင်မိမိရက်ထံပြန်မမိအကြောင်းရှောက်ထားတန်တော်ဦးတင်လေသည်မိဖုရားကြီးသည်ရွှေဝေါ်တော်၌ဒန်တော်ဦးမြတ်စွာဘုရားကိုတင်တော်မူ၍လူပေါင်း58ယောက်တို့ဖြင့်ဂောဝင်စိတ်သို့ရောက်အောင်ပို့ဆောင်ပေးလေသည်ဦးရွှေပွင့်တို့လူစုသည်လိုက်၍ပို့ရသောလူများနှင့်တကားအနောက်မုံပြဲတိုက်တကားနီလန်းမှထွက်၍ဂောဝင်စိတ်သို့ရောက်လေလျှင်ရန်လွင့်အမင်းရှိမင်္ဂလာလှေတော်ကြီး၌မြတ်စွာဘုရားကိုကောင်းမွန်စွာပူဇော်၍အေယာဝရီမြစ်ကို စုံစင်းလာခဲ့ကြရာတပေါင်းလာတဲ့ရှေ့ရက်နေ့တွင်ဇလုံမျိုးကိုစိုက်ရောက်တော်မူလေသည်မြို့သူမြို့သားရဟန်းရှင်လူအပေါင်းတို့သည်နန်းတော်ဦးဖျားကိုတေးချစွာဖူးတွေးကြသောအခါကြည်လင်တရာစေတနာရှင်လန်းပီတိလွှမ်း၍ဝမ်းမြောက်ဝမ်းသာမင်္ဂလာလှေတော်ကြီးမှအသီးသီးသောပူဇော်ပွဲအသွေသွေသောဒဂွန်ကုတ်ကမူလေးပွားတို့ဖြင့်ခန္ဓာတိုင်းမြိတ်စွာပင့်ဆောင်တော်မူခဲ့ကြပြီမြို့ရွာမှစောက်လုထားသည့်ရွာပုံတစောင်းတော်ကြီးအတွင် ခိတ္တသတင်းသုံးနေတော်မူလေသည်မိဖုရားကြီးထံတော်မှမြတ်စွာဘုရားသွန်လောင်းပြီးစီးပြီးဖြစ်ကြောင်းဖြင့်နိုင်တော်ဦးမြတ်စွာဘုရားဇလုံးပြည်တော်ပြန်မန်အောင်မြင်ဘုရားကိုပြန်လဲပိတ်ဆောင်ဖို့ရန်အကြောင်းတမန်တော်များရောက်လာရာမြို့တကြီးဥရွှေပွင့်ကဇလုံးမြို့နယ်နေတကွာမြို့ရွာဒေသများမှာမြတ်စွာဘုရားအားဖူးမြော်ရန်ရောက်လာကြသောလူအပေါင်းတို့သည်အစင်မပြတ်ပြားပန်းခတ်မြရှိနေပါ၍ဇိုင်းငံ့နေခြင်းငှာတင့်တော်ပါကြောင်းရှောက်ထတန်တော်ဥတင်သည်ဖြင့်ဇိုင်းငံ့၍နေတော်မူသည် နောက်တစ်ပတ်တမန်တော်များရောက်လာကြပြန်ရမှာလေယခုအခါတိုင်းပြည်မငြိမ်သက်၍လမ်းပန်းမတရားသဖြင့်အမတော်ထံမရောက်နိုင်ကြောင်းထမှန်တန်တော်ဦးတင်က အချိန်ဆွဲ၍နေလေသည်တက္ကရိ1214ခုနှစ်မှာပင်ပြည်နှင့်တောင်ကူအောင်အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ကသိမ်းယူလေသည် အင်္ဂလိပ်တို့သည်ဂျေပစံပြုလုပ်ရန်ဂျေစင်တုတော်ပေါင်းမြောက်များစွာတို့နှင့်ဂျေအိုဂျေကွတ်ဂျေစာဂျေနာပေါင်းများစွာတို့ကို အင်္ဂလိပ်စစ်ဗိုလ်စာဂျွန်စင်က သိန်းရုံးရွေယူလျာတက်ဂရိ1138ခုနှစ်၌မန်အောင်မြင်းမြတ်စွာဘုရားသည် ရွေချိန်အမိရှိတော်တင်မောဖြင့်အိန္ဒိယပြည်ဘုံပိုင်မြို့သို့ပါသွားလေတော်သည်ဇလုံမြို့သူမြို့သားအပေါင်းတို့သည်မန်အောင်မြင်းမြတ်စွာဘုရားကိုအင်္ဂလိပ်တို့ကအနိုင်ထက်သိမ်းယူသောသဖြင့်တဲတဲယုတ်ယုတ်တော်တော်အုပ်အုပ်ဖြင့်တရှုပ်ရှုပ်ထပ်ပွား၍ယမနာငိုသူကိုဖယိုဖယဲတိန်လဲခွေက ဖြေမသားပဲမိမာလူသူကလူသဖူးပြင်ထက် လက်ကိုထားကား တပည့်တော်များကိုးကွယ်ရာမေဘာပေါ်ဖရာဟုမကြီးပြပါတောကမီတောက်လောင်စွာဖြင့်ကြံရစ်ရှာကြလေသည်ဘုံပိုင်မြို့သို့ရောက်ရှိ၍နေတော်မူကြကုန်သောဂျေးစင်းတူပေါင်းများစွာတို့ကိုဘုရောင်ဖြင့်ထား၍ဖိုးကျင်းထိုးအရေးကြိုးပြီးလင်ဂျေးပိုင်များပြုလုပ်ကြလေသည်မဟောင်မီမြတ်စွာဖရာကိုမူဖိုးလေးဘိုတို့ဖြင့်ဆိုင်းပြိုင်ကားထိုးညားတော်လေအရေးမပြောသူနှင့်သူညားတော်လေအရာမတင်ပဂတိအတိုင်းပင်ရှိလေသည် ။ထိုအခါမိုးမောင်ကြီးကြာ၍နှင်းများလဲဝေသည်။ဌာပနာထားသောဓာတ်တော်များလဲကွန်ပြူ၍ရောင်ကြီးတော်လွှတ်တော်မူသည်။အနောက်ဘက်သို့မျက်နာတော်လှည့်ထားညားတော်လဲအရှိဘက်သို့မျက်နာတော်မူပြန်၏။ကလားလူမျိုးပေါင်း64ယောက်တပြိုင်နက်အချို့မှာသွေးအံ၍အချို့မှာဝင်းယောဂါဖြင့်သိဆုံးကြရသည်။အင်္ဂလန်ပြည်၌ရာဇဘိသိက်ခံယူပြီးနောက်တပန်အိန္ဒိယပြည်ဒေလီမြို့တွင်ခိတ္တလာရောက်ဆံမြန်းနေသောဝီရိုဒီယာဘုရင်မကြီး၌မဖြစ်စဖူး ထူးကဲသောခေါင်းခဲဝေဒနာသည် ပြင်းထန်စွာဆွဲကပ်၍ဗကံမရက်နိုင်အောင် ဖြစ်သည်ဖြင့်မိမာတိုက်ကြွသောဆေးဆရာဝင်အမျိုးမျိုးတို့ဖြင့်ကုသညတော်လဲထူးခြားခြင်းမရှိဘဲမကြည့်အောင်ခံစား၍နေရလေသည်ထူးကဲသောခေါင်းခဲသောဝေဒနာကိုပြင်းပြစွာခံစားနေရင်တနေ့သောအခါဝိရိုရိယဘယင်မာကြီးသည်ဤသို့အိမ်မက်ကိုမြင်မှတ်တော်မူသည်ဘယင်မာကြီးဘယင်မာကြီးခေါင်းခဲဝေဒနာကိုတေချာစွာပျောက်ကင်းချမ်းသာလိုမူမြမပြိမယူဆောင်လာသောမဟာအောင်မြေရုတ်ထုတော်ကြီးကို နေရင်ရက်တန်တို့ရောက်အောင်ပြန်၍ပို့ရမည်ပြန်၍မပို့ဘဲနေကြီးကဘယင်မာကြီးအသက်အန္တရာယ်တို့သည်ဖြစ်လက်တန်ကဲကြီးသုံးမဆိုက်ရောက်၍သေးကြီးပြက်စည်းကုန်လက်တန်ဟုအိမ်မက်မြင်မှတ်လေသည်ဘယင်မာကြီးသည်ရုတ်တရက်အိယာမလန်တို့ပြီးကြက်သီးမွေးညထကထိတ်လန့်တုန်လှုပ်လျက်ကြောက်ရွံ့သောစိတ်ရှိသည်ဖြင့်မူတော်မတ်တော်တို့ကိုခေါ်တော်မူ၍အကြောင်းချင်းအားအိမ်မက်တော်မြေမုံကိုဇွန်းတွဲတိုင်ပေ၍မအောင်မြေဖျားကြီးကိုစုံတိုင်း၍ရှာဖွေလေသည်ဘုံပိုင်းမျိုးကိုတော်အတွင်းဝဲ မဖွဲမရသွတ်သွင်း၍ခန္ဓာရရှာသောယုတ်ထုတော်မြတ်တို့တွင်မမတ်မမထူးခြားသောယုတ်ထုတော်ကြီးတစုသည် ထွက်ပြူစနေဝင်းကြီးကဲ့သို့ဝင်းဝါထိန်ပြောင်းသော ရောင်ကြီးတော်တတ်တော်တို့နှင့်တက်လက်လက်လွန်လူ၍ကုံမျိုးတီကို ထူးကဲစွာ တွေ့မြင်ကြရလျင်ဝိတိုရိယဘီယမကြီးအားဒိန်ကြီးတညွတ်စုယုံ၍အလုံးစုံလျှောက်ထားကြလေသည်ထိုအခါဝိတိုရိယဘီယမကြီးကဤကဲ့သို့ထူးခြားသောယုတ်ထုတော်မြတ်သည်ဧကန်စင်စစ် အိမ်မက်တော်မြင်သည့်မဟာအမင်းဖျားဖြစ်တော်မူသည့်အသင်းတို့အမြန်သွား၍တို့ဖျားကိုယူခဲ့သည့်နေရာရက်ဒေသသို့လင်းမကြာပို့စေဟုအမိန်တော်ချမှတ်လေသည်။ဘေးအမကြီးလည်းဘဲဆရာဝင်မှကုရမရသောပြင်းထန်သောခေါင်းခဲဝေဒနာသည်မကြာခဏချက်ချင်းပျောက်ကင်း၍သွားလေသည်။ဝီရိုဒီယာဘေးအမကြီးအမိန်တော်အတိုင်းတက်ကရေ1136ခုနှစ်တွင်မဟာအမင်းမြတ်စွာဘုရားကိုသင်းပေါ်ဖြင့်ပင့်ဆောင်လာခဲ့ရာမြို့မှား၍ဇလုံမြို့ကိုကျော်ပြီးလျှင် ဟင်္ဒရာမြို့မြေကမ်းဘေးတောင်ဆက်နေရာ၌ချထားခဲ့ကြလေသည်ဒလုံမြို့ပိုင်းမင်းသည်အရေးပိုင်းနှင့်တွေ့ဆုံရန်ကိစ္စရှိ၍ဟင်္ဒရာသို့သွားရောက်ရာရဟန်းရှင်လူအပေါင်းတို့သည်နေညမစဲတသေးသေးနှင့်အမြဲမပြတ်ပေါ်တော်မူဖျားရှင်ကိုဖူးမြော်ရန်လာရောက်ကြသည်ကိုတွေ့မြင်သောအခါအချောင်းကိုမင်းမြတ်၍မိမိလည်းဝင်ရောက်ဖူးမြော်ရာဇလုံမြို့မှအင်္ဂလိပ်တို့တင်းယူပင့်ဆောင်သွားသောမန်အောင်မြင်းမြတ်စွာဘုရားမှန်တက်အပ်တည်냐တော်လဲဘာမှမပြောဘဲမိမိကိစ္စပြီး၍ဇလုံမြို့သို့ပြန်ရောက်သောအခါ ဇလုံးစရာတော်ဥဖြူအားလျှောက်ထားတင်ပြလေသည်ဇလုံးစရာတော်ဥဖြူသည် လေးဆက်နှစ်ဆင်းတို့ဖြင့်တက္ကရာကမများမျိုးမိမျိုးဖအများကိုစုယုံခေါ်ငယ်ကမဟောင်မေဖျားကိုဖူးမြော်ရန်ဟင်းထရာသို့ကြွချီလာကြလေသည်ဇရာတော်သည်မဟောင်မေဖျားကိုသေးချစွာဖူးမြော်မြင်ရလေမိမိတို့ဇလုံးမျိုးကဖျားမှန်ကန်ကြောင်းသိရကဟင်းထရာမျိုးအေးပိုင်မေထံကြွသွား၍အကျိုးအကြောင်းတင်ပြကထုတ်ဖျားကိုဇလုံးမျိုးသို့ပြန်လဲပိတ်ဆောင်လိုကြောင်းပြောပြလေသည် င်းသရမျိုးသူမျိုးသားယဟန်ရှင်လူများကလည်းတို့ဖူးတိုက်လို့တို့ဟင်းသရကိုရောက်လာတာမပေးနိုင်ဘူးဟုတင်းခံကြလေသည်ဇလုံမျိုးမှဆရာတော်ဥဖြူဟင်းသရမျိုးမှဆရာတော်ကြီးကံကြောင်ဆရာတော်နှင့်ဟင်းသရအေးပိုင်မင်းတို့တိုင်မီ၍အေးပိုင်မင်းကဘောင်ပေါ်မှာဖျားကိုပင့်ဆောင်ထား၍မြစ်လဲသို့သွားပြီးလျှင်ဇလုံမျိုးနှင့်ဟင်းသရမျိုးဆွဲကြလေတော့ဖျားကိန်းဝတ်လိုတော်မူရာသို့ကြွလိုက်ပြီးရရမျိုးကကိုယ်ွယ်ပူဇော်ကြဟုအမိန့်ချမှတ်လေသည် ဖောင်တော်တွင်ဟင်းသရအေးပိုင်မင်းနေတကွဇလုံးဆရာတော်ဥဖြူဟင်းသရဆရာတော်ကြီးကန်ရှင်ဆရာတော်တို့လိုက်ပါလာကြပါသည်ဇလုံးဆရာတော်သည် ဖောင်တော်ထက်မှနေ၍ဇလုံးဘက်ကတစ်ဖက်ဟင်းသရမျိုးကတစ်ဖက်ဟင်းသရမျိုးဘက်ကစွဲမိလင်းများမှာဇလုံးမျိုးထက်အစမတန်အလွန်များပြားတာလုံးနေသည်ဖြင့်မြတ်စွာဘုရားကိုရိုသေစွာရှိခိုး၍မြတ်စွာဘုရား၏မွေလျော်တော်မူရာဘူမိနှက်တန်မှန်သောဇလုံးမျိုးဘက်သို့ကြွတော်မူပါဖျား တမရေဝနတ်ကောင်းနှစ်မျက်တို့ကူညီမိုင်းမှစောင့်ရှောက်တော်မူပါဟုသစ္စာအဋ္ဌိထံပြုတော်မူလေသည်ထို့အခါဇလုံမျိုးကလူများကလေ12စင်းဣန္ဒရမျိုးကလေပေါင်း38စင်းဖြင့်ဆွဲကြရာဇလုံဘတ်သို့ပါတော်မူသည်ဣန္ဒရမျိုးသူမျိုးသားများကရေစုံဖြစ်တာကြောင့်ဇလုံဘတ်သို့ပါတော်မူခြင်းဖြစ်သည်ဟုမကျင်မနက်ဖြစ်ကြသည်ထို့အခါဇလုံဘတ်ကအစံဘတ်မှနေ၍ဣန္ဒရဘတ်ကအစုံဘတ်ကနေက ပြန်လည်ဆွဲကြရာတွင် ဇလုံးလေးများဤပတ်တို့သာပါတော်မူပြန်သောကြောင့်ဇလုံးမျိုးကအနိုင်ရလေသည်ဇလုံးသူဇလုံးသားတို့သည်မိမိတို့အနိုင်ရလေလျှင်မြစ်စင်တလျှောက်ကခုံတီးမုတ်လျက်ပျော်ရွှင်စွာအေယာဝရီမြစ်ကိုစုံစင်း၍လာကြရာဇလုံးမျိုးတို့ရောက်လေလျှင်မြို့သူမျိုးသားယဟန်ရှင်လူအပေါင်းတို့သည်တရာပြာထံတိတိပန်းဖြင့်ရွှင်လန်းနှစ်လိုစည်းကြိုပြင့်ယူကြပြီလျှင်ဝန္ဒနာပွဲကြီးပြုတ်လုပ်ခြင်းပါဘူဇော်တက်ကာယပြုကြလေသည် စေဤကြမာခြင်းကိုဤကျမ်းမာခြင်းဖြင့်ပြည့်စုံတော်မူကြပါစေ။တရဝါတွေကျမ်းမာချမ်းသာကြပါစေ။အငြိမ့်သာထောက်အရာရှိတူ။